ယေရှုခရစ်တော်ဤနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။ဘုရားသခင်ရဲ့ကြည်စုတော်ကို ရှေးဥစွာချီးမွမ်းပါတယ်။ဒီနေ့မှာငါအလိုရှိ၏ဆိုတဲ့အကြောင်းအရာအပြင်နှုတ်ကပတ်တော်ကို စင်ချင်းခွာယူတော့ဖို့ဖြစ်ပါတယ်။တနေ့မှာတကူလုံးနူနာဆွေးတဲ့လူတယောက်ကသခင်ယေရှုရဲ့အထံတော်လာပြီးတော့ပြက်ဝတ်လျက်သခင်ကိုတော်အလိုရှိတယ်ဆိုရင်ကျွန်တော်ကိုတန်ရှင်းစီပါလို့တောင်းပန်ခဲ့တယ်။အဲ့ဒီလူမြင်တဲ့အခါမှာသခင်ယေရှုကတနာတဲ့စိတ်ရှိတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့လက်တော်ကိုဆန့်ပြီးတော့မှငါအလိုရှိတယ်တန်ရှင်းခြင်းတို့ရောက်စေလို့ နူနာကိုတို့ပြီးတော့မှ အမိန်ပေးလိုက်တယ်ချက်ချင်းပဲအဲ့ဒီလူနာကနူနာပျောက်ပြီးတော့မှတန့်ရှင်းခြင်းကိုရောက်ရှိသွားခဲ့ပါတယ်ဒီเจ้าရောက်ကိုကြည့်တဲ့အခါမှာဘုရားသခင်ကကျွန်တို့ကိုအနာရောဂါပျောက်ကင်းစေဖို့ရန်တော့အလိုတော်ရှိတယ်ဆိုတာကိုမင်းတွေ့ရတယ်နူနာဆိုတာကအဲ့ဒီခေတ်ကာလတုန်းကအဆိုးဆုံးယောဂါတစ်ခုဖြစ်ခဲ့တယ် နူနာဆွေးပြီဆိုရင်လူတွေနဲ့အတူနေလို့မရဘူးသူ့ရဲ့အတုံးဆောင်တွေကအစတတ်တထားရတယ်မတန်ရှင်ဘူးမစင်ကြည်ဘူးလို့သတ်မှတ်တဲ့အတွက်လူတွေမနေတဲ့မြို့အပြင်ကို မောင်းထုတ်လိုက်ရတယ်ဒါပေမဲ့သခင်ယေရှုကအဲ့လိုဝေဒနာရှင်တွေကိုလက်ခံပြီးတော့စကားပြောပြီးခဲ့တယ်သူတို့ကိုမရှောင်ဖေးတဲ့အပြင်သူတို့အပေါ်မှာတနာတဲ့စိတ်ရှိတယ်လို့စံစာထဲမှာဖော်ပြတယ်မိတ်ဆွေ ီကနေ့တင်ပါဝေဒနာတွေကိုခံစားနေရပါတလေ။တင်တွေ့ကြုံနေရတဲ့ကြေတနာကနူနာလောက်တော့မစိုးသေးဘူးလို့ကျွန်တော်ယုံကြည်တယ်။ဒီခေတ်မှာဝေဒနာခံစားရတဲ့ ਨੇ မြို့ရဲ့အပြင်ကိုမောင်းထုတ်တဲ့ယောဂါမျိုးတော့မရှိသေးဘူးဟုတ်လား။ဆိုတော့နူနာဆွဲတဲ့သူကိုယ်တော်မှဘုရားသခင်ကကုသပြီးနိုင်တယ်ဆိုရင်တင်ရဲ့ဝေဒနာကိုကုသပြီးပုံရင်အတွက်ဘုရားသခင်ရဲ့ရှိမှာပပလေးပဲဖြစ်တယ်ဆိုတော့နားလည်ဖို့လိုတယ်။ ဘုရားတခင်ကတင့်ကို ကြားမာစေနိုင်တယ်။အမှန်တကယ်ကြားမာစေဖို့အတွက်လည်းဘုရားတခင်ကအလိုတော်ရှိတာဖြစ်တယ်။ဒါကြောင့်မို့လို့လေသခင်ယေရှုကိုရောတိုင်ကကားတိုင်မှာပြီးဆက်ပြီးတော့ကျွန်တော်တို့အတွက်ကြားမာခြင်းနဲ့ဆိုင်တဲ့နိယာမကိုပေးခဲ့တာဖြစ်ပါတယ်။စံစာထဲမှာကျွန်တော်တို့လွန်ကျူးခဲ့တဲ့အသက်တွေကြောင့်သခင်ယေရှုဟာနာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းကိုခံခဲ့ရတယ်။သူခံခဲ့ရတဲ့ တန်ရာတန်ချက်အားဖြင့်လည်းကျွန်တော်တို့ရဲ့အနာရောဂါကိုပျောက်လျက်ရှိစေတယ်လို့ဟေရှာယအခန်းကြီး53အပိုင်ငယ်9ထဲမှာဖော်ပြထားတယ်။အဲ့တော့လွန်ခဲ့တဲ့နှစ်ပေါင်း2000ဝန်းကျင်ကထိုးကျခြင်းရိုက်နှက်ခြင်းအဆက်ခွေခြင်းတွေကိုခံခဲ့ရတဲ့သခင်ယေရှုရဲ့တန်ရာတန်ချက်ကကျွန်တော်တို့ကိုအနာငိမ့်စေဖို့ဘုရားတခင်အလိုတော်ရှိတယ်ဆိုရက်တက်သေးပါပဲ။ဒါကြောင့်မို့လို့ငါတို့ဒီယောဂာနဲ့ပဲတည်မယ်လို့မထင်ပါနဲ့ ယုံကြည်ခြင်းတစ်ခုသာရှိပါသခင်ယေရှုခရစ်တော်အားဖြင့်ငါပြန်ကျမ်းမာလာလိမ့်မယ်ယုံကြည်ပါငါကျမ်းမာလာတဲ့အခါမှာဘာတွေကိုလုပ်မလဲဆိုတာကိုအခုကတည်းကကြိုတင်သိထားလို့ရပြီဖြစ်တယ်တခုပဲသင်ရဲ့အစီအစဉ်ကဘုရားတခင်အတွက်တော်ဖြစ်ပါစေတချို့လူတွေကကျမ်းမာလာရင်ဗာစားမယ်ကျမ်းမာလာရင်ဘေးကိုသွားမယ်ဘာတွေလုပ်မယ်စသဖြင့်ကိုယ့်အတွက်ကိုပဲစဉ်းစားတတ်ကြတာဖြစ်တယ် အဲ့ဒါဆိုရင်တော့အခြေအနေမကောင်းသေးဘူးဖြစ်ပါတယ်။ဘုရားသခင်ရဲ့တန်တာချင်းကိူနာတော်ကြောင့်တတ်တာခွင့်ကျမ်းမာခွင့်ရလာတဲ့အခါမှာကျွန်တော်ရဲ့ကျမ်းမာခြင်းကိုဘုရားသခင်ရဲ့နိုင်ငံတော်အတွက်ပြန်လည်အသုံးချဖို့ရန်တော်လိုအပ်တာဖြစ်ပါတယ်။တရားဟောနိုင်မှဘုရားသခင်ရဲ့အမှုတော်မြတ်ထဲမှာပါဝင်နိုင်တာမျိုးမဟုတ်ပါဘူး။ကျမ်းကျမ်းမာမာပြန်ဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ဘုရားရဲ့ကောင်းမြတ်ခြင်းကိုတတ်သိခံခြင်းအပြင်ပဲပါဝင်ပါလား။ဘုရားကျောင်းက လိုအပ်တဲ့ကံတရတွေမှာပဲ ပြန်ဆက်ကပ်ပါလားဖះအတွက်လုံးလုံးရတဲ့နီးလန်းတွေကအများကြီးပဲရှိတာဖြစ်တယ်ကျွန်တော်တို့မလုံးလုံးတာမရှိသလိုဖြစ်နေတာဒါကြောင့်မို့လို့စာလန်စီယာလိုပဲငါမတေးရသေးအသက်ရှင်၍ထာဝရဘုရားရဲ့အမှုတော်ကို ကြားပြောရအောင်မည်လို့ဝန်ခံလိုက်ပါတတိခံရမင်းဆိုရင်အဲ့ဒီယုံကြည်ခြင်းကပဲကျွန်တော်ကိုလည်းသေလူမျောပါအခြေအနေတွေကနေပြီးတော့မှပြန်ပြီးတော့နလန်ထူလာနိုင်စေခဲ့တာဖြစ်ပါတယ်နေမကောင်းတဲ့ကြားက ငါကျမ်းပါပြီငါလွတ်မြောက်ပြီဘုရားသခင်ရဲ့အမှုတော်မြတ်ထဲမှာငါဘလို့ပါဝင်မယ်ဆိုတဲ့အကြောင်းတွေကိုနေ့တိုင်းနှလုံးသားထဲကနေယုံကြည်ပြီးတော့နှုတ်နဲ့ဝန်ခံခဲ့ပါတယ်ဘုရားသခင်ရဲ့ကြီးစုတော်ကြောင့်အမှန်တကယ်ပဂတိကျမ်းမာခြင်းကိုရရှိခဲ့ပြီးတော့မှအခုချိန်ထိအမှုတော်မြတ်ထဲမှာပါဝင်ခွင့်ရနေတာဖြစ်ပါလေမိတ်ဆွေအခုချိန်မှာသင်ကဝေဒနာတစ်ခုခုကို ခံစားနေရတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဒါပေမဲ့စိတ်တက်မကြပါနဲ့သင်ကို ကျမ်းပါစေဖို့ဘုရားသခင်အလိုတော်ရှိပါတယ်။ဒါကြောင့်ကျွန်ုပ်ရဲ့ကိုစားတခင်ယေရှု ခံပေးခဲ့တဲ့ဒဏ်ရာတန်ချက်တော်အပြင်ကျွန်ုပ်ခံစားနေရတဲ့ယောဂဝေဒနာပျောက်ကင်းပြီးအနာငိမ့်ပြီးလို့ဒီနေ့မှယုံကြည်ခြင်းနဲ့ဝန်ခံလိုက်ပါ။ဘုရားသခင်ရဲ့အမှုတော်မြတ်ထဲမှာဆက်ပြီးတော့မတ်တက်ရရတဲ့အခွင့်ကိုဘုရားသခင်ကမဆလျက် ကောင်းချီးပေးမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ခြေရတဲ့ညီကောင်မတို့ဘုရားသခင်ရဲ့အလိုတော်နဲ့အညီ ယုံကြည်ဝန်ခံခြင်းအပြင်ကျမ်းမာခြင်းကိုရရှိတော်သူများဖြစ်စေမိကြောင်းဝေငှပါれရောက်စီတိုင်းမှာဖျားရှင်အထူးကောင်းချီးပေးပါစေ။